အဲအလုံးစုံမနေကြကျွန်တော်အိုးကန်းတွေဖြစ်တဲ့ကျွန်တော် age to can တို့ kiss တို့ပါဝင်တဲ့ allocation season တီးကိုတော့ကျွန်တော်တို့ဒီ switch state မှာတော့ဒီ youtube တို့ facebook တို့ကတော့ live stream လွှင့်မှာတော့မဟုတ်ပါဘူးကျွန်တော် eternity ဒီ application မှာကျွန်တော်တို့ကဝင်ကြည့်ရမှာပဲဖြစ်ပါတယ်။ကဲ password one ပွဲစဉ်ကိုတော့ကျွန်တော်တို့ဒီပထမဆုံးပွဲကတော့ wine ကြီးနဲ့ organ တို့ရဲ့ပွဲကိုကျွန်တော်၃နာရီမှာကျင်းပမယ်။နောက်ထပ်အရင်နဲ့ qualifier ကတက်လာတဲ့အသင်းအစ် အတင်းရပွဲရတော့၃နိုင်ခွဲမှာကျင်းပါမှာဖြစ်ပြီးညနေ၆နိုင်ခွဲမှာတော့တင်းဆဲပင်းနဲ့ဖဲခွန် e-sport တို့ရဲ့မချီပွဲနဲ့အဲကျွန်တော် switch ရဲ့နောက်ဆုံးပွဲကိုတော့ဆော့မှာပဲဖြစ်ပါတယ်။ကဲဒီပွဲအကုန်လုံးကိုတော့ကျွန်တော်ဘတ်ဆော့ဝဲကျင်းပါမှာဖြစ်ပြီးတော့ကျွန်တော်ကခုန application နဲ့ဝင်မယ်ဝင်ပြီးလို့ကျကျွန်တော်5 like ကိုနှိပ်တာဖြစ်ဖြစ်အဲကျွန်တော် tournament မှုမှာကျွန်တော်ရှာပြီးတော့ဒီ LOD season တတိအော် like swing နဲ့မှာကျွန်တော်က ticket ဝယ်ရမှာဖြစ်ပါတယ်။ ticket ဝယ်တဲ့အခါကျလို့ရှိရင်လည်း through pay မှာလည်းသူတို့ပြောထားပြီးသားအာကျွန်တော်ကဒီ weight man တွေနဲ့ကျွန်တော်ကတစ်နေ့ကို တရာနဲ့ကျွန်တော်တို့ကတစ်ကက်ကိုဝယ်ပြီးတော့ကျွန်တော်ကြည့်ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ထုံးတဲ့နိုင်ပဲကျွန်တော်ရဲ့ကိုစီစီတို့ဘာလို့ကတော့ကိုစီစီတို့ plan တို့တွဲလုံးကတော့ကျွန်တော်တို့ restring ပြန်ပြမလားမပြမလားတော့မသိသေးဘူးဗောနော်တို့တွေရှိမှလည်းကြည့်လို့ရမှာထင်တယ်။နော် cluster ability တို့တို့တွေ page တွေ youtube တွေမှာလည်းကြည့်လို့ရမှာလို့ထင်တယ်ဗျ။ကဲကျွန်တော် organ ကတော့ကျွန်တော်ဖြစ်ချင်တော့ဒီ m7 ကိုသွားတဲ့လောလောလတ်လေးပူပူနွေးနွေးလေးရမှာ champion ဖြစ်တာတဲ့ msn season 2 champion ဖြစ်တဲ့ yg နဲ့ တွေ့ရမှာဖြစ်ပါတယ်အန်လိုလီစီတတိရဲ့ဖွင့်ပွဲညနေ3နာရီမှာစောင့်ကြရမှာဖြစ်ပါတယ်ကဲ TV တွေမှာပြောပြပေးခြင်းကတော့အတချို့ညီကိုတော်တော်များများသိပြီးသားဖြစ်တယ်အတချို့ညီကိုတွေမသိတဲ့ညီကိုတွေကကျွန်တော်ဒီ Facebook တွေ YouTube တွေမှာ live stream ကိုရှာနေမှာဆိုလို့ပေါ့နော်အဲကျွန်တော် official live stream ဆိုပြီးတော့လွှင့်မှာတော့မဟုတ်ဘူးကျွန်တော်ခုနပြောတဲ့ Eternity ဒီ application တွေကနေဝင်ပြီးကြည့်ရမှာဖြစ်ပါတယ်ဗျာကဲ play off ကြလို့ရှိရင်တော့ဒီတို့တွေ official live stream YouTube တွေ Facebook တွေကနေပြီးတော့ ပြန်ပြီးတော့လွှင့်မယ်လို့လည်းကြားတယ်ဗျာနော်အဲ့ကြလို့ချင်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ပြီးကျွန်တော် playoff stage ကလည်း offline ပွဲကိုကျွန်တော်တို့အပြင်မှာသွားပြီးတော့ကြည့်ရှုအောင်ဖြစ်ပါတယ်ဝင်ကြီးကတော့ပေးရမယ်လို့တော့ထင်တယ်ဗျာနော်ဒါကတော့ကျွန်တော် playoff အနာကလာတော့မှသူတို့ရဲ့ပေးကနေပြီးတော့အာဘာတွေထပ်ပြီးတော့ထုတ်ပြန်အောင်မလဲဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာကဲကျွန်တော် e-sport tournament ကြောင့်ပြန်လည်ဒီဆက်ပေးနေရဲ့ဝေးပဲဖြစ်ပါတယ်ထုံးတဲ့တိုင်းပဲကျွန်တော်ရဲ့ you channel လေးကိုလည်း subscribe လုပ်ပေးကြကြဖို့တောင်းထုတ်ကြပါတယ်တော်ချီချူနေရဲ့ဒီကိုဒီရကျွန်တော် video နဲ့တက်တဲ့သဘောကြရဆိုလို့ရှိရင် report and copy လုပ်ပြီးတော့ပြင်ပြီးပေးကြလို့ရပါတယ်ဗျာ ကဲ now view နဲ့တူပဲပြန်လည်တွေးကြတာပေါ့